အားလုံးမင်္ဂလာပါသတိတိစုံမများ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တရားစခန်း16ရက်နေ့မှာပြီးပါတယ်19ရက်နေ့မှာကျွန်တော်မန္တလေးကိုပြန်လာတယ်ပေါ့လေတရားစခန်းပဲခူးအင်းတကောဘက်မှာဖြူးမှာနေလိုက်တာစားပြီးကြည့်ကားပေါ်ကလေးဖြားလိုက်တာရွာရောက်တော့ကျွန်တော်ဆလိုက်ချက်ရတယ်ကျွန်တော်ဖြားပြောက်ပြီးတော့တခါကလေးကိုကူးတယ်ကလေးကနေမိမကိုကူးတယ်ဖြားရည်ဆက်သွားတာပေါ့လေ ုချိန်ဒီကောင်းကောင်းကျွန်တော်တို့အဖျားမกินသေးဘူးပေါ့ဗျာကျွန်တော်ကိုဘိုက်ဘာကနေလှမ်းပြီးတော့တရင်မေးကြတဲ့မိတ်ဆွေအားလုံးလည်းကျေးဇူးတင်ပါတယ်တချို့ကလည်းငွေလွှဲပေးမယ်ပေါ့လေပြောကြတယ်ဒလီဘာနဲ့လည်းစားတဲ့အရာပို့ပေးမယ်ပြောကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘုံဘုံတစ်ပါးဆိုငွေတသိန်းတောင်လွှဲပေးမှာပါကျွန်တော်လက်မခံလိုက်ပါဘူးအားနာလို့ပါ နောက်တစ်ခါကျွန်တော်ကိုထိုင်ခွာထားတဲ့အမတယောက်ကမန္တလေးရောက်တော့နဲ့လိုင်းနေမိနေလို့နှစ်ကုံတီကိုပတ်စံတသိန်းလွှဲပေးရမလားဆရာတဲ့မိရလှမ်းပြီးတော့ Viber နဲ့စာပို့ပါတယ်ကျွန်တော်ကပေးရမလို့တော့ပါဘူးလို့ထိုင်ခွာထားပြီးပြီပဲအပတ်တိုင်းကျွန်တော်ပို့ပေးမှာပါလို့ပြောလိုက်ပါတယ်ထိုင်ကို၁၀ချိန်အကြံကြရဝယ်ထားတဲ့လူတွေဒါကျွန်တော်စီထိုင်ဝယ်ထားတဲ့လူတွေက တိမှာပေါ့လေအမှန်တော့မန်ပါဝင်တယ်လို့ပါပဲကျွန်တော်နှစ်ကုန်တိမှာ2000ကျတာပေါ့ဗျာ10ချိန်လောက်မှာအထွန်ရတော့အိတ်ဆွေတို့ကလက်ဆောင်ကနန်းလို့ဖြစ်သွားတာပေါ့ဝယ်ရမလို့တော့ပါဘူးလို့နောက်ထပ်နော်အတချို့ကထပ်ပြီးတော့အပတ်စဉ်ဝယ်ရတယ်ကနန်းပေးရတယ်ဟောပတ်စံပေးရတယ်ထင်းနေမှာဆိုလို့ကျွန်တော်ဒီတစ်ပတ်ကတော့အများကြီးမရှာနိုင်ဘူးပေါ့ဗျာရှာတာတော့ရှာလိုက်တယ်ပြီးတဲ့ပွဲကလည်းကျွန်တော်တို့6 9 2 4 အမ်696 site လေးတွေကျွန်တော် site ထဲရပဲထွက်သွားတာပါပဲဒါပေမဲ့ထားလိုက်ပါတော့ဤသွားဆိုတော့ဒီချိန်20မှာကျွန်တော်ဒါ calendar site တွေပေါ့လေကျွန်တော်ဈာထုတ်ထားတဲ့ site ဒီထဲမှာကျွန်တော်လုံးကွက်ရွေးချယ်ပေးလိုက်တယ်အရန်နဲ့အရန်သုံးပါဒူတာနဲ့ကျွန်တော်တို့အရန်သုံးကွက်ပေါ့အမ်အရန်လေးတွေပေါ့လေဒီထဲရွေးချယ်ပေးလိုက်ပါတယ် site ကတော့ကျွန်တော်သေးသေးမစစ်နိုင်တော့ဘူးเนาะအဲဒီတော့ထောင်းတာတွေလှဲတာတွေတော့တိတ်မထဲတော့ဘူးဒီတိုင်းမဲ့ကျွန်တော်အကြိမ်လည်းမြည်တော့ဘူးလေရောက်ကတ်မှာယူမြန်မြန်လေးသွားပြလိုက်မယ်ပထမဆုံးကျွန်တော်တို့83မှာတဲ့တင်90လို့ရှိတယ်ဒါမိတ်ဆွေတို့ပြပြီးတော့ site တွေပါလားတင်90ရာနေတော့သူစောင်းနေလာလိုက်ကျွန်တော်တို့ခွန်ခွန်3လို့တင်ထားပြီတဲ့အဲ့ခွန်ခွန်3ရဲ့ရှင်းနှစ်မှာမှကျွန်တော်တို့38နှစ်ဆိုပြီးတာရှိတယ်တဲ့ ၃ရှစ်နှစ်ကနေတော့အကွာဝေးတူတူလာလိုက်ရင်တဲ့653ဆိုပြီးတာကြာထားတယ်ငါတို့တင်90လို့တဲတယ်ငါတို့ခွန်ခွန်တော့ရှိမယ်၃ရှစ်နှစ်ရှိမယ်ပြီးရင်653လို့ကြာထားတယ်653ကနေမှာ1 2 3 4 5မှာငါတို့269လို့ဒါထွက်ထားပါတယ်တဲ့ဒါပထမကပ်ပေါ့လေ ဟာဝေးတယ်အတူတူပဲနောက်မကြည့်တော့ဘူးကျွန်တော်မိတ်ဆွေတို့ဒီ site တွေလည်းကျွန်တော်ပြပြီးသားတွေပါပဲတခါကျွန်တော်တို့2012မှာတဲ့ပထမကတ်တိုင်းမှာ9331လို့သူတည်တယ်ဒီဆောင်ကနေမှာပွားဝိတူတူမှာပဲဒါခွန်3ခွန်လို့ပထမကတ်တိုင်းထွက်ထားတယ်တဲ့ခွန်3ခွန်ကနေမှာတော့သူ့ရှေ့နေမှာလဲပထမကတ်တိုင်းမှာ283ဝင်လို့ထွက်ထားတယ်283ကနေပွားဝိတူတူလာလိုက်တာ356ဆိုတဲ့ကဏ္ဍထွက်ထားတယ်တဲ့ အဲ့3 5 6ကောင်တော်တို့1 2 3 4 5ဆိုတော့ဒီပွဲပါပဲပထမကတ်မှာကျွန်တော်တို့ဒါ2 6ခုလို့ရိုက်ထားတယ်အဲ့တော့ဒီပွဲမှာကျွန်တော်တို့9 6ခု6နှစ်လို့ကျွန်တော်ရဲ့သတိရချီတူ channel မှာပြင်ထားတဲ့တထေးဖြစ်မဲ့မွေးတကွက်ကနန်းလေးပေါ့လေဒီပွဲမှာဒါတိုက်ဆိုင်ပြီးထိုးရတော့မှာပေါ့အဲ့တော့ကျွန်တော်က9 6ခု6နှစ်လို့ရွေးချယ်ထားတယ်ဒါကပထမ site ပေါ့လေဒုတိယ site ကိုတွားကြည့်အောင်တဲ့ကျွန်တော်တို့ ုတိယ site ကညတို့89မှာတဲ့89မှာလေးထိပ်သုံးချက်တန်းပြီတဲ့အဲလေးချိတ်လေးထိပ်သုံးချက်တန်းနဲ့ပထမလေးရက်နေတန်းတန်းသွားလိုက်မယ်တဲ့ကွာဝိတူတူမှာညတို့639ခွန်လို့တာထွက်ထားပါတယ်တဲ့639ခွန်နဲ့ကွာဝိတူတူသွားလိုက်ရင်ညတို့318လို့ထွက်ထားတယ်တဲ့အဲ့3918ရဲ့ညတို့ဇောင်း3000စင်း3000စင်းတဲတဲ့3000သွားလိုက်3000ထိပ် ဟို၃ညထိတ်၃ညထိတ်၈ထိတ်လေ၃ည၃ည၈ဆိုပြီးတော့ထိတ်စီးသုံးမှုလဲထားပြန်တယ်တဲ့အဲ့လဲထားပြီးတော့ကျွန်တော်တို့ကနေမှဇောင်းသုံးဝင်ဆင်းလိုက်မယ်တဲ့၈ထိတ်ကနေ၁နှစ်တော့သုံးဝင်ဆင်းပြီးတော့ကနေတန်းတန်းသွားလိုက်မယ်တဲ့အပွားဝဲတူတူပဲနော်မကြီးတော့မြစ်ခွန်6ကိုထွက်ထားပါတယ်တဲ့မြစ်ခွန်6ဆိုဒါပထမကပ်ပေါ့လေဒုတိယကပ်မှာလဲတဲ့ကျွန်တော်တို့90နဲ့တင်မှာကျွန်တော်တို့၄ထိတ်၃ချက်တန်းပြီတဲ့ ပထမကတ်တိုင်းပဲသူပထမဆုံး၄ထိပ်ကနေတန်းတန်းသွားလိုက်နဲ့ကျွန်တော်3 6ခွန်းလို့ရှိရဲတဲ့ဒီနောက်ကွာဝဲတူတန်းတန်းသွားလိုက်ရင် တန်းတန်းထဲမှာပဲပထမကတ်တိုင်းပဲ80လို့ထွက်ထားတယ်တဲ့80ကနေမှာလောင်း၃မင်းစင်တဲတဲ့၃မင်းသွားပထမကတ်တိုင်းပဲ3ညထိပ်3ညထိပ်8ထိပ်ဆိုပြီး3ည3ည8ဆိုပြီးတော့လဲထိပ်ကြီး၃ခုလဲထားပြန်ပြီတဲ့ပထမကတ်သူကနေတော့လောင်း၃မင်းစင် ်တန်းတန်းသွားလိုက်မယ်ဆိုဒီချိန်ကြီးပါပဲတဲ့ဒါကွာဝေးတွေကြီးကြည့်လိုက်တော့နော်မိတ်ဆွေတို့ပထမကတ်မှာ196လို့ပြီးထွက်ထားတယ်အခုကျွန်တော်ဒီပွဲမှာဒါကျွန်တော်မှန်းထားတယ်96 962ပေါ့လေဒါတော့ကျွန်တော်မတူညီတဲ့ site နဲ့ site ပေါ့တခါတဲ့နောက်ထပ်မတူညီတဲ့ site လေးတွားကြည့်အောင်နော်နောက်ထပ်မတူညီတဲ့ site ကကျွန်တော်တို့ဘယ်နှခုနှစ်ကလာတော့ဆိုရင်တဲ့ 98မှန်တော့493ဆိုပြီးဒါထွက်ထားတယ်အဲ့493ဆိုတဲ့ကဏ္ဍလေးကတူဆောင်းတော့၄ပင်တက်ပြီးတော့394လို့တခါထပ်ထွက်ထားတယ်အဲ့394ကနေမှတခါတော့တန်းတန်းသွားလိုက်ရင်တူဆောင်းတက်တက်တက်လိုက်တက်တက်တက်ပြီးတန်းတန်းသွားလိုက်ရင်ဒါ98ဆိုပြီးထွက်ထားပြန်ပြီတဲ့အဲ့98ကနေမှကျွန်တော်တို့အောက်ကိုတဲ့ဒါဇောင်းဆင်းလိုက်မယ် အခွန်ရှိကနေတင်းနေတုံးလေးဆောင်းလေးပင်စင်အောက်ကိုတဲတဲ့စင်လာလိုက်တာကိုကိုခွန်လို့ပြန်ထွက်ထားပြန်နေတဲ့အဲ့ကိုကိုခွန်ကနေမှတို့တို့ဆောင်းကြည့်လိုက်မယ်တဲ့စင်လိုက်မယ်တင်းနေတုံးလေး၅၅ချိန်ရဲ့ပြေးမှမတာ9 6ဆိုပြီးလိုက်ထွက်ထားပြီတဲ့ဒါပထမကပ်ပေါ့လေဒုတိယကတ်မှာလဲတဲ့နော်2006မှာညတို့ပထမကတ်တိုင်းမှာ65လေးဆိုတဲ့ကဏ္ဍဒီတူဆောင် တိနှစ်သုံးလေးပင်ညာတက်ရိုက်ထားတယ်တဲ့ပထမကမ္မတော့၄ကိုသုံးလေးသူကနေစောင်းတဲတဲ့တက်ပြီးတော့တဲ့တန်းတန်းသွားလိုက်ပထမကတ်တိုင်းပဲခွန်ရှင်ငါဆိုပြီးပြန်ထွက်ထားပြန်လေတဲ့ခွန်ရှင်ငါနေစောင်းတိနှစ်သုံးလေးပင်ဆင်းပြီးတန်းတန်းဆင်းလာလိုက်ရင်ပထမကတ်တိုင်းမှာကိုကိုခွန်လို့သူတဲထွက်ထားပြန်ပြီတဲ့ဒါဒီကိုကိုခွန်တော့လည်းကျွန်တော်ရခဲ့သေးရပေါ့လေဒီကိုကိုခွန်ရဲ့စောင်းနေမှာ1 2 3 4 5 5မိနစ်ရဲ့ဘေးဆိုတော့ဒီပွဲပါပဲတဲ့ ဒါပထမကတ်မှာ9 9ခွန်ရဲ့1 2 3 4 5ဘင်ရဲ့ဘေးမှာ9 6လို့ကြာထားတယ်အဲဒါဆိုရင်ဒီပွဲမှာလည်းကျွန်တော်တို့1 2 3 4 5ဘင်ရဲ့ဘေးမှာဒါဒီပွဲမှာ9 6ခွန်6နဲ့ဆိုကနေလေးရအားကောင်းနေပေါ့လေအကယ်၍ဒီမှာ2 6ခွန်ရှိတယ်အဲ2 6ခွန်ဒီအပေါ်ကပြန်ကြဒီမှာလည်းကျွန်တော်တို့ခွန်နှစ်ချောက်အဲ့ခွန်နှစ်ချောက်ဒီအပေါ်ကပြန်ကြပြန်ကြယူမယ်ဆိုရင်ကျွန်တော် နောက်ပြေဆုံးစီးရင်ပြင်မှာပြန်ကြကဏန်းလေးတွေထည့်ပြီးထားတယ်ပေါ့လေဒါတော့ထည့်ပြောလိုက်တာပေါ့နော်ဟုတ်ပြီးတဲ့ဒါကကျွန်တော်တို့96 site လေးပေါ့လေနောက်တစ်ခါရတဲ့ကျွန်တော်တို့96ပြီးရင်တော့တို့နောက်ထပ်မတူညီတဲ့ကဏန်းလေးတစ်ခွက်သွားကြည့်အောင်နဲ့နောက်ထပ်မတူညီတဲ့ကဏန်းလေးကကျွန်တော်တို့ဘယ်ကလာတော့ဆိုရင်နဲ့ကျွန်တော်တို့ခုနဆက်ခုမှာဒါ 569လို့သူထွက်တာ569လို့ထွက်တာသူ့အပေါ်မှာပဲအပွားဝိတူတူမှာလဲ961လို့ထွက်တာလေအမှန်တော့961 569ပေါ့ဗျာထွက်တာလေအဲ969ကနေ1234 1234 56မှာ693ဆိုပြီးထွက်တာလေဒါပထမကတ်နောက်ဒုတိယကတ်မှာလဲတဲ့2019မှာတော့919လို့တခါပထမကတ်တိုင်းထွက်တာပြီတဲ့ ကွာဝေးအတူတူရဲ့နော်မိတ်ဆွေတို့ရည်ကြည်လိုက်ကွာဝေးတူမှာပဲ9 6 6ဆိုသူကလဲပထမကတ်တန်လိုက်ထွက်တာလေအဲ့ဒါဆိုရင်သူကနေ1 2 3 4 1 2 3 4 5 6တို့ဒီပွဲပါပဲအပထမကတ်မှာတော့ရှီကူ3လို့ထွက်တာတယ်ဒီပွဲမှာကျွန်တော်က3 9 8တက်ယူထားတယ်ပေါ့လေဒါပထမကတ်ပေါ့နော်ပထမ3 9 8ပေါ့လေတခါတယ်တော့ဒုတိယ3 9 8ကိုသွားကြည့်အောင်တဲ့ ဒုတိယ3ခု8ကညတို့ဘယ်မှာတော့ဘုရားစတော့ဆိုရင်တဲ့90ခုနှစ်မှာ90ခုနှစ်မှာတော့641လို့တည်ထားသူက5ပင်မြောက်မှာလဲ618ဆိုပြီးတာတည်ထားတယ်မိတဲ့641 618ပေါ့လေဒါကြိုက်641ရဲ့ဇောင်းတို့123မှာလဲဇောင်းတို့900ဆိုပြီးတည်ထားပြန်တယ်နော်641 618 900လို့ဒီတဲထားပြီ900ကနေဇောင်း3000စင်းနဲ့ သုံးမင်စင်ကိုသူကနေတန်းတန်းလာလာရင်ကျွန်တော်တို့725ဆိုထွက်ထားပါတယ်တဲ့အဲ့ရှင်းနေငါးနေမှာ123 123တွင်သွားလိုက်တာ683ဆိုထွက်ထားတယ်တဲ့ဒါပထမကတ်ပေါ့လေဒုတိယကတ်မှာလဲတဲ့တော့2000မှာပထမကတ်တိုင်းမှာ641လို့သူတည်ထားပြီတဲ့သူ5ပြင်းမြောက်မှာလဲကျွန်တော်တို့682လို့တည်ထားပြီပထမကတ်တိုင်း တူဆောင်သုံးဝင်မြောက်မှာလည်းကျွန်တော်တို့900လို့တည်ထားပြီးတော့641 68 900 900ဝန်းနဲ့ဇောင်းသုံးမြင်စင်းနဲ့သူကနေတန်းတန်းသွားလိုက်မယ်တဲ့အပွားဝေးတူတူမှာပဲ258ဆိုပြီးတော့ခမကတ်တိုင်ဖွက်ထားတယ်တဲ့258ကနေမှာ123 123ဆိုတော့ဒီပွဲပါပဲတဲ့ဒါဒီမှာကကျွန်တော်တို့123 123မှာ683လို့ဖွက်ထားတယ်ဟိုဒီမှာလည်း123 123ဆိုတော့ဒီပွဲမှာကျွန်တော်398လို့ထုတ်ထားတယ်ပေါ့လေ ဒါတော့မတူညီတဲ့နှစ်ဆိုင်ပေါ့လေဟုတ်ပြီတဲ့နောက်ထပ်မတူညီတဲ့ကျွန်တော်တို့နောက်တစ်ဆိုင်ပြီးတွားကြည့်အောင်တဲ့နောက်တစ်ဆိုင်ကလည်းကျွန်တော်မိတ်ဆွေတို့ပြပြီးသားရရပါ60နဲ့ကျွန်တော်6မှာ3961ဆိုတဲ့ကဏ္ဍရှိတယ်အဲ့ကဏ္ဍဒီတုခုနှစ်ပင်မြောက်အင်း6ပင်မြောက်မှာကျွန်တော်တို့ပြန်ကြတခါသူဆောင်ကျွန်တော်တို့3961ကနေဇောင်းကနေတန်းတန်းကြီးလိုက်61ဆိုတဲ့ကဏ္ဍထွက်တာတဲ့ ိတ်ဆိုလိုပြာပြီးသားဆိုင်လေးပါပဲနော်အဲ့ကိုနှစ်တက်ကနော်ဇောင်းတဲတဲ့ဆင်းလာလိုက်မယ်တဲတဲ့ဆင်းလာလိုက်ပြီးတော့ကျွန်တော်တို့တန်းတန်းလာလိုက်မယ်ဆိုရင်834ဆိုတဲ့ပဏံထွက်ထားပါတယ်အဲ့7 3 4လေးကညောဇောင်းတက်လိုက်မယ်တဲ့1 2 3 1 2 3 4 5 6ဇောင်း3ပင်တက်ပြီးတန်းတန်း6ပင်သွားလိုက်ရင်6နဲ့မြောက်သွားလိုက်19 3လို့ထွက်ထားတယ်တဲ့ဒါပထမကတ် ဒုတိယကတ်မှာလဲတဲ့ကျွန်တော်တို့2000တင်မှာ36ခုလို့ထွက်ထားတယ်36ခုဒီ6ပင်မြောက်မှာကျွန်တော်တို့ပြန်ကြပထမကတ်က39တက်ပြန်ကြတခါတူဆောင်ပေမှာလဲသူကနေတန်းတန်းသွားလာရင်ပထမကတ်တိုင်းမှာ9နှစ်လို့ရှိတယ်ပထမကတ်မှာ9နှစ်တက်ဒီမှာ9နှစ်သူကနေဆောင်တဲတဲ့ဆင်းလာလိုက်ပြီးတော့တန်းတန်းသွားလာရင်ပထမကတ်တိုင်းမှာ840ဆိုပြီးထွက်ထားတယ်တဲ့ဒီမှာ839လေးဒီမှာ840သူကနေ1 2 3 1 2 3 4 5 6ဆိုတော့ဒီပွဲပါပဲတဲ့မြမကတ်မှာလဲ1 2 3 1 2 3 4 5 6မှာ8 9 3လို့ထွက်တာလေအဲဆိုရင်တို့1 2 3 1 2 3 4 5 6ဆိုတော့ဒီပွဲပေါ့လေဒါ3 9 8ပေါ့လေအားကြောင့်3 9 8ကိုယူရအောင်ဆိုရင်တဲ့မိတ်ဆွေတို့ကိုကျွန်တော်ရှင်း၅နှစ်ဖြစ်ချင်းလေးပေါင်းထိုးပါလို့ပြောတာတော့မှတ်မိကြလားမသိဘူးတို့ 88မှာ36ရှိတယ်။ဒူဒီတူနောက်နှစ်3မှာတက်ရိုက်။ဒီကနေ့တန်းတန်းလာလိုက်ရင်တော့ညစ်13ရှိတယ်။အဲညစ်13ကသူဆောင်ရကနန်။တက္ကနှစ်3တရရဲ့တော့တပြင်းကြောင်မှာ28လို့ရှိတယ်။အဲညစ်ခွန်ရှိပေက31ဆိုတဲ့ကနန်ဒီလဲတာသူနောက်နှစ်မှာပြန်လိုက်ထွက်။အဲ31ဆောင်းက930ဆိုတဲ့ကနန်ဒီလဲကျွန်တော်တို့သူ့ရဲ့1 2 3 4 5 1 2 3 4 5 နော်တို့9ခွန်3ဆိုတဲ့ဒီကဏန်းကပဒိ9နဲ့ကဏန်းကဒီမှာတက်လာရိုက်တယ်သူတို့နှစ်ခုပေါင်းရင်းဒီလဲကျွန်တော်တို့9ခွန်3နဲ့9 3ခွန်ပေါင်းရင်းဒီလဲဒါ3သုံးလုံးဖြစ်နေလေအဲ့9 3ခွန်လေးကိုကျွန်တော်တို့အဲ့နေထဲမှာပြန်ဖြည့်မယ်ဘယ်နေရာမှာဖြည့်တော့ဆိုရင်ဒီနားမှာကျွန်တော်တို့3 4 1ဆိုတာ9 6 5ဆိုတာ3ခွန်6လေးဆိုတော့ခွန်9 3ခွန်ဆိုပြီးတဲလာပြန်ဖြည့်ထားတယ်ဟုတ်ပြီတဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒုတိယကတ်မှာလဲ ဲ့လိုဖြီမဲ့ဆိုရင်တို့ချီထိုးပါလို့မိတ်ဆွေတို့ကပြောခဲ့ဘူးလို့လေမှတ်မိမှာပါနော်အဲ့တော့ကျွန်တော်တို့90လို့ရှိတယ်ပူဆောင်3မိနစ်တက်ရိုက်သူကနေမှတန်းတန်းလာလိုက်တော့ပထမကတ်တိုင်းမှာ9တုံညာ3ပြီးပူဆောင်ကကနံသူ့တပြင်းကြောင့်မှခွန်ချိတ်ပထမကတ်တိုင်းမှာခွန်8မိနစ်လို့ရှိတယ်သူ့ဘေးက6 6ခွန်ဆိုတဲ့ကနံဒီလေဒါနောက်နှစ်ကိုပြန်လိုက်ထွက်ကျွန်တော်ရခဲ့တဲ့စိုင်လေးပေါ့လေတခါသူ့ဆောင်က8 9နှစ် ဒါကတော့ main off ွက်မိခဲ့တဲ့ site လေးရှင်း၅နှစ်ဆိုတော့ကနန်းဒီလဲ1 2 3 4 5 1 2 3 4 5ညီ၅ရှစ်ကလန့်ဖို့ဒီ2 5ရှစ်နဲ့ကျွန်တော်ရှင်း၅နှစ်နဲ့ပေါင်းရင်းဒီလဲ၃ည၃လုံးဖြစ်တယ်အဲ့တော့ဒီရှင်း၅နှစ်ကိုကျွန်တော်ပထမကတ်တိုင်းဖြီးမယ်ဆိုရင်ပထမကတ်မှာကျွန်တော်5 3ခုကို5 3ခုကိုကျွန်တော်ဒါတဲ့ပြန်ဖြီးလာတယ်ပေါ့ဗျာအဲ့တော့ဒီပွဲမှာကျွန်တော်6ခု6ရ6 9 6ရ ရှင်ငါးနှစ်ဖြစ်အောင်တို့ပေါင်းအောင်ပေါ့လေရှင်ငါးနှစ်လေးကိုတို့ပြန်ရှိမယ်အဲ့လိုဖြီးမယ်ဆိုတော့တို့ဘာရတော့ဆိုတော့တို့ကိုခွန်ရှိရ696ရေကိုရှင်ငါးနှစ်ဖြစ်အောင်ဆိုတော့7ဖြစ်အောင်လို့ကျွန်တော်3ထိတ်3ထိတ်ပြန်မှာ7ဖြစ်မယ်9ဖြစ်အောင်လို့9ခါထည့်မယ်2နှစ်ဖြစ်အောင်လို့7ထည့်လိုက်မယ်ဆိုရင်ရှင်ငါးနှစ်398လို့ထဲမှာဒါလင်းဒါကျွန်တော်တို့ရှင်ငါးနှစ်လို့ဖြစ်မယ် အားကြောင့်ဒီပွဲမှာကျွန်တော်3 9 8ကိုတဲ့ပေါ့လေရွေးချယ်ထားတယ်မိတ်ဆွေတို့ကြိုက်တယ်ဆိုချိုးအောင်လို့အဲနောက်ဆုံးဖိုင်လေးပေါ့ဗျာနောက်ဆုံးဖိုင်ကတော့ကျွန်တော်ရွေးချယ်ထားတဲ့ပါအော်စီပေါ့လေကျွန်တော်ကြိုက်လို့ရွေးချယ်လိုက်တဲ့ပါအော်စီလေးဘာကြည့်အောင်ခုနကငါမကူရတော့ကျွန်တော်ဒူးနဲ့တာကိုရွေးချယ်ထားတယ်ပေါ့ဗျာကနန်းလေးတော့ကျွန်တော်နာနာလေးကြိုက်လို့ ပါအော်ဒီဖြစ်ရေးချထားပါတယ်မိတ်ဆွေတို့တမ်းကြိုက်ကုန်ပြီဟုတ်ပြီကြပါအော်ဒီလေးကဘယ်လိုလာတော့ဆိုရင်တော်တော့ခုနစဲနဲ့ခုမှာတဲ့ဟို40လို့တည်ထားတယ်40လို့တည်ပြီးတော့သူ့ရှင်းနဲ့မှလည်းတော်တော့အဲသူ့ရဲ့ရှင်းတစ်နှစ်ကျော်ပေါ့လေသူ့တစ်နှစ်ကျော်မှလည်းတော်တော့လေးနှစ်ခွန်းလို့တာ တည်ထားပြီတဲ့အဲ့လေးနှစ်ခွင်ရဲ့ဇောင်း3မင်းစင်1နှစ်3မင်းရဲ့ပြီမှာ865လို့ဒါတည်ထားပြီတဲ့865နဲ့တော့တန်းတန်းတက်လိုက်မယ်တဲ့1နှစ်3 4ဇောင်း5မင်းရဲ့ပြီမှာဒါ380လို့ပြန်တည်ထားပြီတဲ့ဒါကအဲ့380ကိုတော့ဇောင်းတက်လိုက်မယ်တဲ့1နှစ်3 4 5 ။ဇောင်း၅ပင်တက်ပြီးအပေါ်တေးနှစ်၃၄ပင်သွားလိုက်386လို့ရှိရဲ့တဲ့။386ရဲ့အပေါ်၄ပင်မြောက်မှာမတေးနှစ်၃၄၅ပင်မြောက်မှာမ864လို့ဒါသူထွက်ထားတယ်တဲ့။ငါတို့940 864ပေါ်ပြတဲ့တန်းနဲ့ပဲ386 380ငါတို့665 420ဆိုပြီးသူဖယ်မိတယ်သွားပြီတဲ့။အဲ့လိုတယ်သွားပြီးငါတို့ဒီ864ကနေငါတို့ နန်းနန်းဆင်းလိုက်မယ်တဲ့1 2 3 4 5 6 9ช่อ97 7 7 73 73เนี่ยออกมาเด้เนาะลูกตันตันซิง73เนี่ยออกมา900สุดแล้วกระนั้นถั่วตาเด้ตะนี้ยาเพียงเนาะลูก4เนี่ยคนเนี่ยตะด้านแน่บ่เนี่ยอปาวิดุดู4เนี่ยคนเนี่ยตะด้านแน่มา900สุดไล่ถั่วตาเด้ถ้าปฐมกัดบ่เลย ဒုတိယကတ်မှာလဲတဲ့ကျွန်တော်တို့ဒုတိယကတ်မှာကဘယ်မှာတည်ထားလို့ဆိုရင်ကျွန်တော်တို့69မှာပထမကတ်တိုင်းမဲ့တူ39လေးဆိုပြီးကျွန်တော်တို့တည်ထားပြီတဲ့သူ့ရဲ့တနစ်ကျော်မှာလဲကျွန်တော်တို့တန်းတန်းဆင်းလာလဲပထမကတ်တိုင်းမဲ့42လို့တည်ထားပြီတဲ့၄ခုနှစ်ကျွန်တော်တို့ဇောင်း၃မြင်စင်ပြွေးမှာလဲပထမကတ်တိုင်းမဲ့ကျွန်တော်တို့658ဆိုပြီးတည်ထားပြန်ပြီတဲ့ 1058ကနေမှာ1234567အဲ9ပင်တက်1234 5 9ပင်ရေးပြီးမှလဲပထမကတ်တိုင်းမှာ380လို့တဲ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 ့ဒီမှာလဲတော့9ပင်မှာ1234 5 9ပင်ရေးပြီးမှ380လို့တဲ့တဲ့380ကနေမှာတော့အပေါ်ဆောင်းတက်လိုက်မယ်တဲ့1234 5ဆောင်း9မိနစ်တက်ပြီ1234မှာပထမကတ်တိုင်းမှာတော့6ခွန်3လို့ထွက်တာလေ 6ခွန်3ရပေါ့5ပြင်မြောက်မှာ1 2 3 4 5မှာ8 4 6လို့ထွက်တာတယ်တနည်းအားဖြင့်တို့940နဲ့တန်တန်ပေါ့လေဒီမှာလဲတို့940နဲ့တန်တန်မှာ664 306 380ဒါ865ပေါ့ဒီမှာလဲတို့9 3 9 4 6 8 4 6 6 9 3 380 68 4 9လို့တဲထားပြီးတော့ဒီ864လေးကနေရည်လိုက်မယ်တဲ့ စတော့မြေအောက်ဆိုတော့ဒီပွဲပါပဲတဲ့ဒါပထမကံမှာတော့900လို့ထွက်ထားတယ်၄9နဲ့ကျွန်တော်တို့တဒန်းထဲမှာပဲအဲဒီမှာလည်းကျွန်တော်တို့၄9နဲ့တဒန်းထဲမှာပဲဒါပထမကတိုင်ထွက်မှာဆိုရင်900 3500အာပေါ့ဗျာဒါတော့ပထမ site ပေါ့လीနောက်ထပ်မတူနေတဲ့ကျွန်တော်တို့ 900ဆိုင်လေးတစ်ဆိုင်တော့ကြည့်အောင်နဲ့နောက်ထပ်မတူညီတဲ့ဆိုင်လေးရဲ့နော်89ခုမှာပဲ116လို့ရှိရဒါလေးလည်းပြပြီးသားပါမျိုးစုတူနဲ့ပွာဝိတူတူမှာပဲ14ခုလို့ရှိတယ်14ခုကနေဇောင်းအပေါ်တန်းတန်းတက်လိုက်နဲ့ပွာဝိတူတူမှာပဲ641လို့ရှိနော်116 14ခု641လို့ရှိရပေါ့ဗျာ ဒီတလေးခွန်နဲ့ဇောင်းသုံးမင်စင်းနဲ့ဇုံသုံးမင်စင်းပြရနဲ့သူကနေ1234569ခွန်900လို့တာထွက်ထားပါတယ်တဲ့ဒါပထမကတ်ပေါ့လေဒုတိယကတ်မှာလဲတဲ့တော်တို့2986လို့တည်ထားပြီတဲ့ပထမကတ်တိုင်းမှာတဲတည်ထားပြီသူကနေကွာဝေးတူတူမှာတော်တို့ခွန်14လို့ရှိတယ်သူဇောင်းသုံးမင်တက်ပြီးကွာဝေးတူတူမှာပထမကတ်တိုင်းမှာ46တိရှိတယ်ခွန်14ရှိတယ်86ရှိတယ် ဒီကနေမှတော့ဇောင်း3မင်းစင်းနဲ့1 2 3 3မင်းစင်းနဲ့1 2 3 4 5 6 9ဆိုတော့ဒီပွဲပါပဲတဲ့ဒါဓမ္မကံမှကျွန်တော်တို့900လို့ထွက်ထားတယ်အခုဒီပွဲမှာဒါကျွန်တော်တို့900ခါပေါ့လေဒါတော့ကျွန်တော်မတူညီတဲ့နှစ်ဆိုင်ပေါ့နောက်ထပ်မတူညီတဲ့တစ်ဆိုင်သွားကြည့်အောင်တဲ့နောက်ထပ်မတူညီတဲ့ဆိုင်လေးကကျွန်တော်တို့80နဲ့လေးမှာ140လို့ရှိတယ်အဲ့140ကနေဇောင်းတက်လိုက်မယ်တဲ့တန်တန်ကျွန်တော်တို့ တန်းတန်းနဲ့လိုက်939ခွန်လို့ဒါထွက်ထားတယ်939ခွန်ရဲ့ကျွန်တော်တို့ရှင်းနှင်ပါလေအပွားဝိတ္တူမှာ251ဆိုတဲ့ကဏ္ဍလေးဒါထွက်ထားပါလေပေါ့လေအဲ939ခွန်ကဒီနဲ့တန်းတန်းမှာပဲ1 2 3 4 5 6 6နှစ်မြောက်မှာဒါပြန်လိုက်ထွက်တယ်တဲ့939ခွန်ဆို။ဖဗီယာနဲ့သူကနေတော့1 2 3 4ဇောင်း၄ပင်စဉ်1 2 3 4 5 6မှာ ၃ည၅၃ညဆိုပြီးတာထွက်ထားတယ်တဲ့ဒါကျွန်တော်တို့ပထမကပ်ပေါ့လေတခါဒုတိယကပ်မှာလဲတဲ့ကျွန်တော်တို့ဒုတိယကပ်ဘယ်နှခုနှစ်မှာလဲဆိုရင်ကျွန်တော်တို့၂၀၀၀မှာတဲ့ပထမကပ်တိုင်းမှာ၄၁၀ဆိုပြီးသူထွက်ထားပြီတဲ့သူကနေကျွန်တော်တို့၁၂၃၄၅၆မှာ၁၄၃ဆိုတဲ့ကဏ္ဍကြီးလဲပထမကပ်တိုင်းမှာတဲ့၁၂၃၄၅၆၆နှစ်မြောက်မှာပြန်လိုက်ထွက်ပါတယ်တဲ့ ဒီ48နှစ်မှာလည်းတို့ပထမကတ်တိုင်းမှာအပွားဝိတုတူမှာ15ဆိုတဲ့ပုံစံလေးကိုဖတ်ပြထားတယ်တဲ့ဒီ43နှစ်မှာတို့123 4 123 4 5 6ဆိုတော့ဒီပွဲပါပဲတဲ့ပထမကတ်မှာတို့123 4 123 4 5 6မှာ3953လို့ထွက်တာတယ်အဲ့တော့ဒီပွဲမှာကျွန်တော်ခုနမှတ်ထားတယ်900တုံမအာဘောလာဒါရယ်တို့မတူညီတဲ့ ခိုင်လေး၃ဆိုက်ပေါ့လေနောက်ဆုံးတစ်ဆိုက်တွင်လည်းသွားကြည့်အောင်နဲ့ဒီဆိုက်ကြီးကတော့တော်တော်ကျယ်ပြန့်နေပေါ့လေကျွန်တော်တို့နိမ့်နိမ့်ခွန်လေးထွက်ခဲတဲ့ဆိုက်ရှစ်ခွန်လေးတွေထွက်ခဲတဲ့ဆိုက်မှာနှစ်ကပေါ့လေအဲ့ဒါလေးတော့မထဲတော့ဘူးတဲ့အဓိကလုံလေးပဲသွားလိုက်မယ်94မှာညလို့715လို့ရှိတယ်အဲ့ဒီကနန်းဒီတူဆောင်ပြန်ကြသူကနေတန်းတန်းဆင်းလာလိုက်မယ်အကွာဝေးတူတူပဲကျွန်တော်ကြည့်တော့เนาะအကွာဝေးတူတူမှာသူ868လို့ထွက်ထားတယ်တဲ့ ီဘက်မှာကျွန်တော်တို့4218000 4218000လေးတွေထောင်းလာပြီးတော့ပေါ့လေထားလိုက်တော့ခွန်68ကနေမှာကျွန်တော်တို့123 123 4မှာ39ခွန်လို့ထွက်ထားတယ်ခွန်68 39ခွန်လို့ထွက်ထားပြီ39ခွန်ရဲ့123ဆောင်းသုံးနေမှာ35 39ဆိုထွက်ထားတယ်ဒါပထမကတ်ပေါ့လေဒုတိယကတ်မှာလည်းကျွန်တော်တို့384ဆိုတဲ့ကဏ္ဍဒီပထမကတ်တိုင်းမှာတူဆောင်းပြန်ကြပထမကတ်မှာကျွန်တော်တို့715 981လို့ကြတယ် ဒူနာပွားဝတ်သူဆောင်တန်းတန်းဆင်းလာလိုက်မှာ68လို့ထွက်တယ်။မှ38လေးရလဲ38လို့ပြန်ကြဒူနာပွားဝတ်သူဆောင်ဆင်းလာလိုက်ရင်ပထမကတ်တိုင်းမှာ69လို့ရောက်မယ်။သူဒီဘက်နဲ့မှာလဲတော့ဒီနှစ်တစ်ခုလေးတွေထောင်းလာလေပေါ့လေ။ဒီ6ခွန်အနေမှာ1 2 3 1 2 3 4မှာ309ခွန်တဲထွက်တယ်တဲ့ဒီမှာလဲ968ကျွန်တော်တို့309ခွန်တဲထွက်မှာပြူဆောင်3မိမှာဒါ305 309လို့တက်ရိုက်တယ်6ခွန် ့39ကိုကို123ဆိုတော့ဒီပွဲပါပဲတဲ့အဲ့တော့ဒီပွဲမှာကျွန်တော်ရွေးချယ်ထားတာကတော့35 39အာပေါ့ဗျာအခုခါဆိုမှာခါလိုက်ပါတော့ဒီပွဲမှာကျွန်တော်ရွေးချယ်ထားတဲ့နန်းလေးပေါ့လေ20ချင်းမှာ35 39ပ96 96ေ298တပေါ့လေအောက်ကတော့အရန်နေပေါ့လေ102 103 103 105 20ချင်းအတွက် ပဲစောစောက86ပြန်ကြရည်မှုလို့ဒါပြန်ကြကြိုက်ခဲ့ရင်ပြန်ကြကြိုက်တဲ့မိတ်ဆွေများအတွက်ကျွန်တော်ရွေးချယ်ထားတဲ့ပြန်ကြအားပွတိနှစ်3 4 5 6ကွက်ပေါ့လေဒါပြန်ကြโอเคအဲ့ဒီကကြိုက်တာပါရွေးထိုးကြပါလေအကြိုက်ပါလေကမန်းလေးများတွေ့နေထိုးနောင်တင်ပေးလိုက်ပါတယ်အားလုံးကံပေးချဲသူကြီးပေါက်ကြပါလေဗျာ